မင်းအောင်လန်ကအရှိတီမွန်နဂန်ကိုအာဆီယံအဖွဲ့ဝင်ဖြစ်ရင်လမ်းစဉ်ကနေပယ်ချခဲ့ပေမဲ့2025ခုနှစ်မှာတော့အရှိတီမွန်နိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်အသိမှတ်ပြုခံခဲ့ရပါပြီ။အရှိတီမွန်နိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့အတွက်2021ခုနှစ်မတ်လကတည်းကတရားဝင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ဘာလို့အချိန်အကြာကြီးအငင်းခံခဲ့ရတာလဲ။အရှိတီမွန်နိုင်ငံကဘယ်လိုနိုင်ငံမျိုးလဲ။ ဒီဗီဒီယိုထဲမှာတော့အရှိတီမွန်နိုင်ငံအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အရှိတီမွန်နိုင်ငံရဲ့အကြောင်းအရာကိုမပြောခင်မှာကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Subscribe လုပ်ပေးကြဖို့မြစ်တာရဲ့ခင်ဗျာရှင်။အရှိတီမွန်နိုင်ငံဟာအင်ဒိုနီးရှားနိုင်ငံနဲ့ဩစတြေးလျနိုင်ငံတို့ကြားမှာရှိတဲ့တီမောပင်လယ်ပြင်တဲ့ကတီမောကျွန်းပေါ်မှာတည်ရှိပါတယ်။ ဒီမောကျွန်းတစ်ခုလုံးကိုပိုင်းဆိုင်တာမဟုတ်ပဲကျွန်းရဲ့အရှိတ်ဘက်ဧရိယာတဝက်ကိုသာပိုင်းဆိုင်တာဖြစ်လို့အရှိတ်ဒီမောလို့ခေါ်ကြတာပါကျွန်းရဲ့အနောက်ဘက်ကတော့အင်ဒိုနီးရှားနိုင်ငံပိုင်းအနောက်ဒီမောဖြစ်ပါတယ် ဒီမောနိုင်ငံဟာပေါ်တူဂီတို့ရဲ့နေချက်မှုကို1900လောက်ခန့်ကခံခဲ့ရတာဖြစ်ပြီးတော့နှစ်ပေါင်း300ကျော်လောက်ပေါ်တူဂီတို့လက်အောက်မှာနေခဲ့ရတာဖြစ်ပါတယ်ပေါ်တူဂီလက်အောက်ကထွက်နိုင်ခဲ့ပြီးရပ်ပိုင်းအတွင်းမှာပဲထပ်ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့ကျူးကျော်မှုကိုခံခဲ့ရပြန်ပါတယ်အင်ဒိုနီးရှားရဲ့အုပ်ချုပ်မှုအောက်မှာ24နှစ်ကြာနေခဲ့ရပါတယ်အင်ဒိုနီးရှားတို့သိမ်းပိုက်ထားစဉ်ကာလမှာရက်ဆက်အကြမ်းဖက်မှုတွေအများအများဖြစ်ခဲ့ပါတယ် အဲ့လိုဖိနှိပ်ကပ်သက်မှုတွေများခဲ့တာကြောင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ပြီးတီမောနိုင်ငံဟာလူနေမှုအဆင့်တန်းမှာနေကျခဲ့ရပါတယ်။နိုင်ငံတကာရဲ့ PR တွေကြောင့်အင်ဒိုနီးရှားဟာ1999ခုနှစ်မှာတပ်တွေကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အဲ့ဒီနောက်၃နှစ်နေပါကုလသမဂ္ဂရဲ့ရာယီအုပ်ချုပ်မှုအောက်မှာနိုင်ငံတိဆောက်ရေးတွေလှုပ်ဆောင်ခဲ့ရပါတယ်။ 2000ခုနှစ်မေလ20ရက်နေ့မှာတော့တရားဝင်လွတ်လပ်ရေးကိုရရှိခဲ့တာဖြစ်ပါတယ်။အရှိတီမောဟာဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးရှာနာနာကုစမွန်ကပထမဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။ ဒီမောနိုင်ငံတစ်ခုဖြစ်လာခဲ့ပေမဲ့လည်းပြည်တွင်းပတ်လည်ပခါတွေကမပြီးသေးပါဘူး2006ခုနှစ်မှာနိုင်ငံအနောက်ပိုင်းကစစ်သားတွေစူပူအောင်ကြောင့်မှုဖြစ်ပြီးတော့ခိုင်းကွဲမှုတွေလည်းဖြစ်ခဲ့ပါတယ်အဲ့ဒီအရေးခင်းတဲ့ကြောင့်နိုင်ငံလူဦးရေရဲ့15ရာခိုင်နှုန်းဟာလူပေါင်းတသိန်းခွဲလောက်အိုးအိမ်ဆုံးခွာထွက်ပြေးမှုတွေဖြစ်ခဲ့ပါတယ်စူပူရတဲ့အကြောင်းရင်းကအစိုးရကအရှိပိုင်းစစ်သားတွေကိုမျက်နှာသာပေးတယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့2006ခုနှစ်မှာ UN ကတီမောနိုင်ငံကိုဒုတိယအကြိမ်ဝင်ရောက်ထိန်းသိမ်းခဲ့ရပြန်ပါတယ်တမရကလည်းနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာခဲ့ ရပါတယ်။ဒီတွင်ပန်းစည်းပခါရီဘလောက်တောင်များသလဲဆိုရင် နောက်ထပ်တမရရောဝန်ကြီးချုပ်ရောလှုပ်ချန်တပြတ်မှုတွေခံခဲ့ရပါသေးတယ်။ကံကောင်းစွာနဲ့နှဦးစလုံးတော့မတည်ခဲ့ပါဘူး။အဲ့ဒီလိုအခြေအနေတွေကိုထိမ့်သိမ်းဖို့ဩစတြေးလျတပ်ဖွဲ့တွေလည်းဝင်ရောက်ထိမ့်သိမ်းခဲ့ရပြန်ပါတယ်။ 2025ခုနှစ်အောက်တိုဘာလအထိထွက်ရှိထားတဲ့ကမ္ဘာ့ဘဏ် World Bank နဲ့အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ရဲ့နောက်ဆုံးသတင်းတွေအရအရှိကီမော်ရဲ့လူဦးရေ40ရာခိုင်နှုန်းကျော်ဟာနိုင်ငံရဲ့စီးရဲမွေးတွေမှုအောက်မှာပဲရှိနေပါသေးတယ်။ဒီမော်နိုင်ငံဟာအခုထိပေါ်တူဂီဘာသာစကားကိုပဲပြောဆိုကြတာဖြစ်ပြီးတော့ငွေကြေးကတော့ US ဒေါ်လာကိုနိုင်ငံငွေကြေးအဖြစ်တရားဝင်သုံးစွဲကြပါတယ်။2021ခုနှစ်စတန်အရလူဦးရေ1.3တန်းရှိတယ်လို့ဆိုပါတယ်။နိုင်ငံလူဦးရေရဲ့တဝက်လောက်ကစာမတက်သူတွေဖြစ်ပြီးတော့လူဦးရေရဲ့20ရာခိုင်နှုန်းက အလုတ်လက်မဲ့တွေဖြစ်ကြပါတယ်။နိုင်ငံရဲ့စီးပွားရေးဟာလည်းအခုထိမခိုင်မာသေးတဲ့အခြေအနေမှာပဲရှိပါသေးတယ်။ စီးပွားရေးဟာရေနံနဲ့သဘာဝတံခွင့်ကရတဲ့ဝင်ငွေပေါ်မှာပဲအဓိကမိခုနေရဆဲဖြစ်ပါတယ်။ကမ္ဘာပံရဲ့ခမှန်ချက်တွေအရဒီရဘုံငွေဟာအစိုးရရဲ့သုံးစွဲမှုအတိုင်းသာဆိုရင်2030ပြည့်နှစ်များအလယ်လောက်မှာကုန်သွားနိုင်တဲ့အနေရရှိနေပါတယ်။ဒီလိုမျိုးစီးပွားရေးအဆင့်တင်မဖြစ်မှုအာဆီယံအဖွဲ့ဝင်နိုင်ငံများကြားကသဘောထားကွဲလွဲမှုတွေကြောင့်အချင်းအကြကြီးအာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်မရခဲ့ပါဘူး။အင်ဒိုနီးရှားလိုနိုင်ငံမျိုးကအရှိတီမွန်အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ခွင့်ရရင်ကိုအားတက်တရော်ထောက်ခံခဲ့ပေမယ့်တခြားနိုင်ငံအချို့ကအပေါ်မှာ ပြောခဲ့တဲ့အကြောင်းပြချက်တွေကြောင့်ချက်ချင်းလက်ခံဖို့တွန်းဆုတ်နေခဲ့ကြပါတယ်။အရှိတီမောနိုင်ငံဟာ2021ခုနှစ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဝေဖန်ရှုတ်ချတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။အရှိတီမောသမရကိုယ်တိုင်ကစစ်ကောင်စီကိုအာဆီယံကနေဖယ်ထုတ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအတိမတ်ပြုဖို့ပြောင်ပြောင်တင်းတင်းတောင်းဆိုခဲ့ပါတယ်။ အရှိတီမောရဲ့ဒီရက်တီချက်တွေကြောင့်မြန်မာစစ်ကောင်စီမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရဖွဲ့ဟာအရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စပေါ်မှာမကြေမနက်ဖြစ်ခဲ့ပါတယ်။2023ခုနှစ်မှာအရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက်လုပ်ငန်းစဉ်လမ်းပြမြေပုံကိုအာဆီယံကချမှတ်တဲ့အခါမှာမြန်မာစစ်ကောင်စီကအဲ့ဒီလမ်းပြမြေပုံကိုသဘောမတူဘဲကန့်ကွက်ခဲ့တဲ့တဦးတည်းသောအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။အကြီးမားဆုံးသတင်းကောင်းကတော့အရှိတီမောဟာမကြာသေးခင်က2025ခုနှစ်အောက်တိုဘာလမှာအာဆီယံအဖွဲ့ဝင်ရဲ့17နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ်တရားဝင်ဖြစ်လာခဲ့ ပြီးပဲဖြစ်ပါတယ်။ဒါဟာနိုင်ငံရဲ့စီးပွားရေးနဲ့ယင်းနှိမ့်ညံ့မှုတွေအတွက်အခွင့်အလမ်းသစ်တွေအများကြီးဖွင့်ပေးနိုင်ပါတယ်။2025ခုနှစ်လက်ရှိမှာအရှိတီမောအစိုးရကအကောင့်ထည့်ဖို့နေတဲ့အကြီးမားဆုံးအခြေခံအဆောက်အအုံစီမံကိန်းကြီးတွေကတော့လမ်းပန်းဆက်သွယ်ရေးနဲ့ပင်လယ်စိတ်ကမ်းတွေပဲဖြစ်ပါတယ်။တီဘာဘေးဖော့ဆိုတဲ့နိုင်ငံရဲ့အကြီးမားဆုံးနဲ့အရေးပါဆုံးနိုင်ငံတကာပင်လယ်နက်စိတ်ကမ်းတွေကိုတရုတ်ကုမ္ပဏီတွေရဲ့အကူအညီနဲ့တည်ဆောက်ပြီးလည်ပတ်နေပါပြီ။ ။ဆူအိုင်ဘီယာကို highway ဆိုရဲနိုင်ငံရဲ့ပထမဆုံးအဝေးပြေးလမ်းမကြီးကိုလည်းတည်ဆောက်ခဲ့ပြီးပါပြီ။အရှိတီမောနိုင်ငံရဲ့တမိုင်းဟာအလွန်နာကျင်ဝေရာသင်္ကန်းစာတွေနဲ့ပြည့်နှက်နေပါတယ်။နှစ်ပေါင်းရာနဲ့ချီကပေါ်တူဂီရဲ့အုပ်ချုပ်မှုကိုခံခဲ့ရပြီးလူဦးရေရဲ့20ရာခိုင်နှုန်းအထိတည်ဆောက်ခဲ့ရတဲ့အင်ဒိုနီးရှားရဲ့24နှစ်ကြာရက်ဆက်စွာသိမ်းပိုက်မှုကိုလည်းခံခဲ့ရပါတယ်။၂000ခုနှစ်မှာလွတ်လပ်ရရခဲ့ပေမဲ့လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေလုံခြံတပ်ဖြတ်မှုတွေအပြင်2006ခုနှစ်လိုပြည်ရင်းပဋိပက္ခတွေနဲ့ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။လက်ရှိ2025ခုနှစ်မှာတော့နိုင်ငံဟာ40ရာခိုင်နှုန်းကျော်တဲ့စီးရဲမွေးတည်မှုနှုန်း၊စားပေမတက်မြောက်မှုနဲ့အလုံးလက်မဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရဆဲပါ။စီးပွားရေးတစ်ခုလုံးကလည်းလာမယ့်ဆယ်စုနှစ်အတွင်းကုန်သွားနိုင်တဲ့ရည်နံရံပုံငွေတစ်ခုတည်းအပေါ်မှာမိခိုနေရပြီးအလွန်စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာရှိနေပါတယ်။ဒါပေမဲ့ဒီပါဘေးစစ်ကန်လို့အခြေခံအဆောက်အုံကြီးတွေတိစောက်ခြင်းနဲ့မကြသင်းငင်ကမှအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းဟာဒီ ြံရများတဲ့နိုင်ငံငယ်လေးအတွက်စီးပွားရေးလမ်းကြောင်းအတိတ်တခုဖွင့်ပြီးအနာဂတ်အတွက်မျှော်လင့်ချက်အတိတ်တွေယူဆောင်နိုင်လာမလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။စောင့်ကြည့်ကြည့်ပေးကြရတဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်ခါဒီလိုစိတ်ဝင်စားဖွယ်ရာဗဟုသုတတွေကိုအစဉ်မြဲတိဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ NKB Entertainment ကို Like and Subscribe လုပ်ရသေးတယ်နော်။ Like and Subscribe လုပ်ပေးကြဖို့အတွက်မေတ္တာရပ်ခံပါတယ်ရှင်။